ော်မလေးနှစ်ယောက်ကမိုးရွာတဲ့ညမှာသစိန်ရဲ့အိမ်တကားကိုသွားခေါ်ပြီးအဲ့ဒီနေရာမှာတ냐လောက်နားကိုချင်းခဲ့တယ်။အမျိုးသားကအစားမှာတော့ညင်းချင်းခဲ့တာပါ။ဒါပေမဲ့ရွှေရောင်စပင်းနဲ့ကော်မလေးကချမ်းလွန်လို့ရုတ်တရက်နာချိလိုက်တော့အမျိုးသားကဂီယူနာတက်သွားတော့တယ်။သူတို့နှစ်ယောက်တကူလုံးဆူရွှဲနေတဲ့ပုံစံကိုကြည့်ပြီးသူကနောက်ဆုံးမှာတော့ကုညီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သဘောထားကြည့်စွာနဲ့ကော်မလေးနှစ်ယောက်ကိုအိမ်ထဲဝင်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့မထင်မိလိုက်ဘူးဒီလိုစေတနာကောင်းတဲ့အပြုမူကပဲမကြခင်မှာပဲသူစီကိုကန်ဆိုးမှုကြီးရောက်လာစေတော့မှာပဲ ကောင်မလေးကအိမ်ထဲဝင်လာပြီးနောက်ဘက်ကြံပြင်းပေးသွားမှကိုကြောက်ပြီးဖနက်အစုတ်ကိုတခြားဆွတ်လိုက်သေးတာကိုတွေ့လိုက်ရတော့အမျိုးသားကသူတို့နှစ်ယောက်လုံးကိုလုံးဝယုံကြည်သွားပြီးမိမိခုနာကအရန်ကိုစီးစစ်သွားတယ်လို့သူကထင်မှတ်နေပါတော့တယ်။ကဘာပေါ်မှာမကောင်းတဲ့လူအလောက်များကြီးဘလို့ရှိနိုင်ပါလဲ။အဲ့ဒါနဲ့သူကအိတ်ခမ်းကိုအမြန်သွားလိုက်ပြီးညွှေးထွေးပြူငါစွာနဲ့ကောင်မလေးအတွက်စောင်းနှထဲကိုယူလာခဲ့ပါတယ်။ဒါရင်မကပါဘူးသူတို့နှစ်ယောက်ကမိုးရွာတဲ့အတွက်ကြောင့်ဖုံးရီဆိုသွားတာကိုသိလိုက်ရတော့အမျိုးသားကချက်ချင်းပဲသူတို့နှစ်ယောက်အတွက်လိုင်းဘော်ကနေအင်္ဂါကားကိုပြန်ပြီးခေါ်ပေးလိုက်ပါတယ်။ ဒါပေမဲ့မိုးကကြီးနေတဲ့အတွက်ကြောင့်ကားဒရိုက်ဘာကနောက်တစ်နာရီကြာမှရောက်လာနိုင်မှာဖြစ်ပါတယ်။ကောင်မလေးတွေကအလောက်ကြာကြီးဆောက်ရအောင်ပဲ။ပြီးတော့ကိုပေါ်မလေးအင်ကြီးအစိုးကိုဝတ်ထားသေးတော့သူတို့နေမကောင်းမဖြစ်ဖို့အတွက်ဂျွန်ကသူတို့နှစ်ယောက်ကိုတန်ရှင်းတဲ့ရေချိုးဝေယုံကိုပေးဝတ်ထားလိုက်ရုံနဲ့မကဘူး။ကော်ဖီပူကိုလည်းဖြော်ပေးလိုက်ပါသေးတယ်။သူတို့နှစ်ယောက်ရဲ့ဆိုရှယ်နေတဲ့အင်ကြီးကိုတော့မှလည်းဂျွန်ကဆေးရထက်တန်စွာနဲ့အဝေးလျှော့ဆက်ပေးနာကိုယူသွားပြီးသူတို့ကိုအချောက်ခံပေးနေတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအေဂန်စီကနေစူညံတန်ကိုရုတ်တရက်ကြားလိုက်ရတော့ဂျွန်ကအမြန်ထွက်လာပြီးအချိန်ဒီကိုလာကြည့်တော့တယ် လက်ဆက်သက်တော့ကောင်မလေးတွေကကိုယ်တဘောနဲ့ကိုသူ့ရဲ့ဓာတ်ဆက်ကိုဖွင့်လိုက်တာပါပဲသူ့ရဲ့ခွေကလေးကိုလည်းပွေးချီထားပြီးဘေးနားမှာကနေကြသေးတယ်တောင်းပန်ပါတယ်ကျမတို့ကသွေးပူသွားအောင်လှုပ်ချင်တာပါပဲဒီပစ္စည်းကိုကျမတို့ကရုပ်ရှင်ထဲမှာပဲတွေ့ဘူးတာပါပြဿနာမရှိပါဘူးပျက်စီးအောင်မလုပ်ရင်ဆိုရပါပြီကောင်မလေးကမိမိရဲ့ဓာတ်ဆက်ကိုစိတ်ဝင်စားနေတာကိုတွေ့တော့ဂျွန်ကချက်ချင်းပဲစိတ်ပါသွားတော့တယ်ဒီလိုအချိန်မှာတော်ချောင်းတက်ချောင်းမကြွားခြင်းနဲ့ယောက်ျားလေးမရှိပါဘူး ဒါပေမဲ့မထင်မိလိုက်ဘူးသူကတွက်ကြမ်းတဲ့အသိပညာကိုနှစ်ခွန်းပဲပြောလိုက်ရသေးတယ်ကောင်မလေးနှစ်ယောက်ကဘယ်တယောက်ညာတယောက်နဲ့သူ့ကိုဖတ်ထားလိုက်ပြီးအကြည့်မှလည်းလေးစားအားကြားမှုတွေနဲ့ပြည့်နှက်နေတော့တယ်ဒီလိုမျိုးရုတ်တရက်ပြုတ်မှုလာတော့ဂျွန်ကဘာလို့ရမလဲမသိတော့ဘူးသူကအလင်းမြန်ပဲထားလိုက်ပြီးနောက်ဆိုဖာနောက်တစ်ခုပေါ်မှာထိုင်လိုက်တယ်အစားကထင်နေတာနေရာဝေးသွားရင်ကောင်မလေးကစီးကြော်တဲ့ပြုတ်မှုမလုံလောက်တော့ဘူးလို့ဒါပေမဲ့ဘသူကအထင်မှလည်းနောက်တစ်စက္ကန့်မှာပဲကောင်မလေးကထိုင်နာကြလို့ခါနာရဲဆိုတဲ့အကြောင်းပြချင်တယ်ဂျွန်ရဲ့ဘီနာကိုမတိမတားနဲ့နောက်တစ်ခေါက်ထိုက်ရောက်လာခဲ့ပြန်တယ် ပြီးတော့လေလက်ကိုသူ့ရဲ့ပခုံးပေါ်တင်ထားလိုက်သေးတယ်။သူမတို့တွေကမိမိကိုတခုခုလှုပ်ချင်တာကိုခံစားပြီးတော့ဂျွန်ကအမြန်ထားလိုက်ပြီးဆိုဖာနောက်တစ်ခုပေါ်ကိုပြန်သွားထိုင်လိုက်တယ်။ဒါပေမဲ့ထင်မထားမိဘူးကောင်မလေးနှစ်ယောက်ကသူနဲ့လိုက်လာခဲ့ပြီးထိုင်လိုက်တော့တယ်။တခါပြီးတခါအနီးကပ်ထိတွေ့လာတော့ဒီကောင်မလေးနှစ်ယောက်ကမိမိကိုအတင်အဓမ္မရယူခြင်းနေတယ်လို့ဂျွန်ကခံမှန်းမိသွားတယ်။သူမတို့ရဲ့နောက်ထပ်စီကြောမှုကိုကာကွယ်ဖို့အတွက်သူကတက်ဆက်ရှင်နာကိုအမြန်သွားလိုက်ပြီးတခြင်းကိုဖွင့်လိုက်ပြီးတော့ကောင်မလေးတွေရဲ့အာယုံကိုပြောင်းလိုက်ဖို့စူးစမ်းနေပါတော့တယ်။ ဒါပေမဲ့လုံအောင်ကိုထင်မထားမိဘူးဒီသချင်းတန်ထွက်လာတာနဲ့ရွှေရောင်စပင်နဲ့ကောင်မလေးကဘေးနားမှာခန္ဓာကိုယ်ရိမ်ရွယ်ပြီးကနေတော့လေဂျွန်းကစိတ်ခိုင်မာလို့သာပေါ့မဟုတ်ရင်အစော်ကလေးကကောင်မလေးနဲ့ရောက်ပြုသမျှခံနေရပါပြီကောင်မလေးကသူ့ကိုဆွဲပြီးအတူကားတော့မဲ့အချိန်မှာဖုန်းတွေကနေလိုင်းဘောက်ကခေါ်ရတဲ့အငါကရောက်လာပြီးဆိုတဲ့အကြောင်းကိုရုတ်တရက်သတိပေးလာတော့တယ် ကောင်မလေးကတွေ့တော့ပြုမှုနေတာကိုရက်လိုက်ရတော့တယ်။ကောင်မလေးနှစ်ယောက်ကိုအမြန်သွားခိုင်းဖို့အတွက်ဂျွန်ကအလင်းအမြန်ပဲအချောက်ခံဆက်ထဲကနေသူတို့နှစ်ယောက်ရဲ့အင်ဂျီကိုယူထုတ်လာလိုက်တယ်။ဒါပေမဲ့ရေချိုးကန်တကားဝါနာရောက်သွားတော့ကောင်မလေးနှစ်ယောက်ကအထဲမှနေနေပြီးထွက်မလာကြပါဘူး။ဒိုင်မော့ကခေါ်ထားတဲ့ကားကမဆောင်နိုင်ပဲသွားလိုက်မှာကိုစိုးရိမ်နေတဲ့အတွက်ဂျွန်ကရေချိုးကန်တွေကိုမျက်လုံးကိုကာပြီးတော့ဝင်သွားလိုက်ပြီးသူတို့နှစ်ယောက်ကိုအမြန်လုခိုင်းတော့တယ်။သူရဲ့ဒီဗျူမူကဝင်းပလီကကြားပစက်တွေကိုဝင်ရောက်သွားတဲ့အလားပါပဲ။ ကောင်မလေးနှစ်ယောက်တယောက်တစ်ဖက်ကနေပြီးတိုက်ခိုက်မှုအောင်မှာဂျွန်ကနောက်ဆုံးတော့လည်းစိတ်မထိန်နိုင်လိုက်ပါဘူးနောက်တရက်ဂျွန်တို့လာတဲ့အချိန်ဘီနာမှလူမရှိတာကိုတွေ့လိုက်ရတော့မင်းညားကကောင်မလေးနှစ်ယောက်ကသွားလိုက်ပြီးလို့သူထင်နေကြတာပါဒါပေမဲ့ဘသူထင်မှလဲမိဖို့ကြောင့်သွားလိုက်မှတွေ့လိုက်ရတယ်ကောင်မလေးနှစ်ယောက်ကမသွားရုံနဲ့မကပါဘူးအဲ့ဒီနေရာကိုရှုပ်ပွားနေအောင်လှုပ်ထားကြသေးတယ်အဲ့ဒါကအတန်းကြိုက်တဲ့ဂျွန်ကိုဒေါသထွက်သွားစေတော့တယ်သူကအတန်ကျဲကြီးနဲ့သူမတို့ကိုအမြန်ထွက်သွားဖို့ဒေါသတကြီးအော်ပြောနေတော့တယ်သူမတို့နှစ်ယောက်ထွက်သွားတာကိုကြည့်ပြီးဂျွန်ကအခုမှပဲစိတ်သက်သာရရသွားတော့တယ် ဒါပေမဲ့ကောင်မလေးတွေကဘလို့လို့ဒီလောက်နဲ့ပဲရက်လိုက်ကြမှာလေကောင်မလေးကတစ်ဖက်မှာသူမရဲ့နန်းစုံနေတဲ့ခြေတော်နဲ့အမျိုးသားရဲ့မျက်နှာပေါ်မှာအပေါအောက်ပုတ်တန်နေပြီးတစ်ဖက်မှာတော့စိတ်တဆဆန်စွာနဲ့အမျိုးသားကိုကြိုက်လာလို့မင်းနေတော့တယ်အမျိုးသားကအဲ့ဒီအနှံ့ကိုဘလို့မှမခံနိုင်တော့အဲ့ဒါနဲ့ပဲအားကုန်သုံးပြီးအဆက်မပြတ်ယုံနေတော့တယ်ဒါပေမဲ့ခြေရောလက်ရောပါဂရင်ပေါ်မှာတင်းတင်းကြပ်ကြပ်ချုံအောင်ခံထားရတဲ့အတွက်ကြောင့်သူကမိမိကိုလှုပ်ပေးဖို့ကောင်မလေးကိုပဲထပ်တလဲလဲတောင်းပန်နေရတော့တယ်ဒါပေမဲ့ကောင်မလေးကအေးမဆိုင်ယုံနေမကပါဘူးသူ့ရဲ့ပါကူတော်အဆက်မပြတ်ရိုက်နှက်နေပါသေးတယ် အမျိုးသားကဘာမှမတန်နိုင်တော့ဒီလိုနဲ့ပဲကလေးမလေးတယောက်ကနေပြီးလှုပ်ချင်တယ်လို့လုံနေတာကိုတညာလုံးခံနေရတော့တယ်။ကောင်မလေးကသွားလိုက်တဲ့အချိန်မှာသူကချက်ချင်းပဲကိုဘောကချီနှောင်ထားတာကိုဖယ်ရှားလိုက်တော့တယ်။ပြီးတဲ့နောက်အေကန်းကိုအလှည့်မြန်သွားလိုက်ပြီးကောင်မလေးရဲ့ထွက်မသွားရသေးတဲ့အဖို့ကိုတစ်ချက်ထဲနဲ့လေပင်ကိုညှစ်ထားလိုက်တော့တယ်။ဒါပေမဲ့မထင်မိလိုက်ဘူးတစ်ဖက်လူကရုတ်တရက်ခရင်နဲ့သူ့ရဲ့ပခုံးကိုထိုးထည့်လိုက်တော့တယ်။ပြီးတဲ့နောက်ရက်စက်တဲ့ကောင်မလေးကခင်းကိုကင်ပြီးအဆက်မပြတ်လှည့်နေတော့တယ်။ဒီလိုနဲ့ဂျုံကခဏလေးတွင်မှာပဲနာကျင်ပြီးမူးမေ့သွားတော့တယ်။ သူကဘာဖြစ်လို့ဒီလိုမျိုးတနာစရာကောင်းသွားရတာလဲဆိုတော့ရှေ့တရမှာပဲမိုးရေဆူရွှဲနေတဲ့ကောင်မလေးနှစ်ယောက်ကမိုးခိုချင်နေဆိုတဲ့အကြောင်းပြချင်တယ်။မိုးရွာကြီးထဲမှာသူ့ရဲ့အင်တကာကိုလာခောက်ပါတော့တယ်။ဒီလိုမျိုးအဖြစ်မျိုးကိုတွေ့လိုက်ရတော့သဘောကောင်းတဲ့ဂျုံကသူမတို့ကိုအိမ်ထဲအမြန်ခေါ်လိုက်ပါတော့တယ်။ပြီးတော့စေတနာကောင်းစွာနဲ့သူမတို့ကိုအိမ်မှာတညတိတ်ခုခိုင်းလိုက်ပါတယ်။ဒါပေမဲ့လုံးဝမထင်ထားမိဘူးသူ့ရဲ့ဒီလိုရက်ကသူကိုယ်တိုင်ကိုဝင်ပလီကကြားပစက်ထဲရောက်သွားတဲ့အလားဖြစ်သွားစေပါတော့တယ်။ဘာကြောင့်လဲဆိုတော့ကောင်မလေးနှစ်ယောက်ကသူ့ကိုအတင်အဓမ္မရယူလိုက်ရုံနဲ့မကပါဘူး။ ူကိုလည်းတညာလုံးမအေးရအောင်လဲအခေါက်ခေါက်ခါခါနှိမ့်ဆက်နေပါသေးတယ်။ဒါရင်မကသေးပါဘူး။နောက်တရက်နိုးလာတဲ့အချိန်မှာတော့သူမတို့ကမိဖို့ကန်တွေကိုပါရှုပ်ပွားနေအောင်လှုပ်ထားပါသေးတယ်။ဂျွန်ကဒေါသထွက်သွားပြီးသူတို့နှစ်ယောက်ကိုအိမ်ထဲကနေအ мян ထွက်သွားခိုင်းလိုက်တော့တယ်။ဒါပေမဲ့မထင်မိလိုက်ဘူးကောင်မလေးနှစ်ယောက်ကအရှက်မရှိဘဲနဲ့ဆက်ပြီးနေနေတော့တယ်။ဒေါသထွက်နေတဲ့ဂျွန်ကဖုန်းယူပြီးရဲတိုင်ဖို့လုပ်နေပါတော့တယ်။ဒါပေမဲ့မထင်မိလိုက်ပင်နဲ့ကောင်မလေးနှစ်ယောက်ကနည်းနည်းလေးမှမတုံ့လှုပ်သွားပါဘူး။ ူမတို့ကပြောတယ်။သူမတို့ကအတတ်မပြေသေးဘူး။ကျွန်းသားရဲတိုင်လိုက်မယ်ဆိုရင်သူမတို့ကခံရသူဖြစ်တယ်လို့ချက်ချင်းပဲပြောလိုက်မှာပဲ။ပြီးတော့အပြစ်မှန်ပုံတံတန်းကနေကြည့်ရင်ဂျွန်လိုမျိုးတမာထွားချိုင်တဲ့ယောက်ျားတစ်ယောက်ကအတတ်မပြေတဲ့ကောင်မလေးနှစ်ယောက်အနိုင်ကျင့်တာခံရမယ်ဆိုတော့ဘသူမှယုံမှာမဟုတ်ပါဘူး။ဒါရီမကသေးပါဘူးကောင်မလေးနှစ်ယောက်ကပြောနေသေးတယ်သူမတို့ကမင်းညာကနေအခုချိန်ထိရေမချိုးရသေးပါဘူးတကယ်လို့ရဲရောက်လာပြီးစေယုံမမျိုးရိုးဗီဇာဆစ်ဆေးမှုသွားလုပ်ပြီးတဲ့နောက်သူမတို့ကအသက်မပြည့်သေးတာနဲ့ဆိုရင်ဂျွန်ကအနည်းဆုံးလေ1920အထက်ချမှတ်ခံရနိုင်မှာဖြစ်ပါတယ် ဒါတွေကိုကြားလိုက်ရတဲ့ဂျုံကလုံအောင်ကိုစွန့်အားသွားတော့တယ်မထီမိလိုက်ပါဘူးစေတနာနဲ့ကောင်မလေးနှစ်ယောက်ကိုလက်ခံမိလိုက်တဲ့အတွက်ကြောင့်ပဲနောက်ဆုံးမှာတော့မိမိကိုတစ်ဖက်လူကပြန်ပြီးအကြက်ကင်နေတော့တယ်အရာကိုစဉ်းစားပြီးတော့ဂျုံကအရန်ကိုတုံ့လှုပ်သွားတော့တယ်သူကယုတ်တရဲအရှိကိုသွားလိုက်ပြီးကောင်မလေးရဲ့လေပင်ကိုတစ်ချက်ထဲနဲ့တေအောင်ညှက်တက်ထားလိုက်တော့တယ်သူတကယ်လုံးတာကိုတွေ့လိုက်ရတော့အသက်ထွက်သွားမှာကိုဆိုရင်းနဲ့အတွက်ကောင်မလေးတွေကထွက်သွားဖို့သဘောတူလိုက်ကြတော့တယ်ဒီလိုနဲ့ဂျုံကအရိရက်ဆက်ကြံကြုတ်တဲ့နေရာကိုနှင်ထုတ်လို့ရသွားတော့တယ် အိမ်ကိုပြန်ရောက်တော့သူကမိဖို့ကံကိုအလင်းမြန်တန်ရှင်းရေးလုပ်လိုက်တော့တယ်။ဒါပေမဲ့မထင်မိလိုက်ဘူးတင်းစီပြီးကစားပဲရှိသေးတယ်။အိမ်ကန်းကလည်းရုတ်တရက်ထူဆန်းတဲ့အတန်ကိုကြားလိုက်ရတော့ဘာဖြစ်မှန်းမသိတဲ့ဂျွန်ကအမြန်ထွက်လာပြီးလာကြည့်တော့တယ်။နောက်တစ်စက္ကန့်မှပဲဂျွန်ကနောက်တစ်ခါထပ်ပြီးသတိရလာတဲ့အချိန်မှာတော့မိမိကိုဂျွန်နဲ့ရပ်ပတ်ချီနှောင်ထားတာကိုတွေ့လိုက်ရတော့တယ်။ပြီးတော့ကောင်မလေးနှစ်ယောက်ကသူ့ရဲ့ရှေ့မှာခန္ဓာကိုယ်လှုပ်ခါပြနေသေးပါတယ်။အမျိုးသားရဲ့ကိုလုံးကိုရယူနိုင်ဖို့အတွက်ကောင်မလေးနှစ်ယောက်ကအိမ်ထဲကိုအတင်းအဓမ္မဝင်ရောက်လာပြီးသူ့ကိုချီနှောင်ထားလိုက်တော့တယ်။ ဒါပေမဲ့သူမတို့စတင်လှုပ်ဆောင်တော့မယ့်အချိန်မှာပဲလူခော်ဘဲကရုတ်တရက်မြည်လာခဲ့ပါတယ်။သူမတို့ကအဝဲဆုံနဲ့အမျိုးသားရဲ့ပါဇက်ကိုအမြန်ပိတ်ထားလိုက်တယ်။ပြီးတဲ့နောက်အေယာကင်းနဲ့သူ့ကိုအမြန်ဖုံးထားလိုက်တယ်။လာတဲ့သူကအမျိုးသားရဲ့လုပ်ဖော့ကိုင်မဲ့ဖြစ်နေတာကိုတွေ့လိုက်ရတော့လူမဲမာလီကအလင်းအမြန်ပဲသူမကအင်ကိုအလဲလာတဲ့သူမလေးပါလို့လိန်ညာပြီးပြောလိုက်ခါလုပ်ဖော့ကိုင်မဲ့ကိုအိမ်ထဲခေါ်လာခဲ့တော့တယ်။ဒါပေမဲ့လောဖော့ကင်ဘက်ကအိမ်ထဲကိုရောက်လာတဲ့အချိန်မှာကျမ်းပြင်းတစ်ခုလုံးညက်ပတ်ရှုပ်ပွားနေတာကိုတွေ့လိုက်ရတော့အခြေအနေမကောင်းတာကိုချက်ချင်းခံစားလိုက်ရတယ်။ ဒီကောင်မလေးနှစ်ယောက်ကလူဆိုးဖြစ်နေတာကိုទីလိုက်ရတော့သူကထိတ်လန့်ပြီးချက်ချင်းပဲရင်ကျက်ယောဂါထားလာပြီးအသက်ရှူရက်သွားတော့မလို့ပါပဲ။ရုတ်တရက်သူ့ရဲ့ရင်ကျက်ယောဂါကစိုးစိုးရွားဖြစ်လာတော့တယ်။ဒါပေမဲ့အိတ်ကထဲကဆေးကိုကောင်မလေးကဘယ်အချိန်မှယူသွားလိုက်တာလဲမသိပါဘူး။ကောင်မလေးနှစ်ယောက်ကသူ့ရဲ့ဆေးကိုယူပြီးပြစ်သွားပြစ်လာလုံနေတော့တယ်။အမျိုးသားကဘလို့ပဲဖြစ်နေဖြစ်နေလုံဝခယူမဆိုင်ပါဘူး။ပြီးတော့ပုံပြီးတနာစရာကောင်းတာကတော့ရင်ကျက်ယောဂထားနေတဲ့လုပ်ဖို့ကိုင်ဘက်ကလူယူနေတဲ့အချိန်တွေမှာသတိမထားမိပဲကျန်းပြမော်ခလုတ်တိုက်လဲကြာသွားပြီး ခေါင်းကားကြောင်တုံးပေါ်ကိုအရှိန်ပြပြနဲ့ရိုက်မိပြီးတိတ်ဆုံးသွားတော့တယ်။ဂျွန်ကဖြစ်ပြသမျှကိုကြည့်ပြီးဝမ်းနဲ့နာကျင်နေတော့တယ်။ဒါပေမဲ့ကောင်မလေးနှစ်ယောက်ကတော့ AC ပါပဲ။လူတိတ်ဆုံးသွားတာတော့သူမတို့ကခရူးမဆိုင်ပဲရေနေကြပါသေးတယ်။အလောင်းကိုဖျောက်ဖြစ်ဖို့အတွက်သူမတို့ကသတင်းစာနဲ့အမျိုးသားရဲ့မျက်နှာကိုကတ်လိုက်တယ်။ပြီးတဲ့နောက်ဆေးရောင်ရောင်တောက်ကိုလိမ့်ချေလိုက်ပြီးအလောင်းအားကားနောက်ခံထဲကိုအမြန်ထည့်လိုက်တော့တယ်။ဒါတွေကိုပြုလုပ်ပြီးတဲ့နောက်သူမတို့ကဂျွန်ရဲ့အိမ်ထဲကိုဆက်ပြီးတော့ဖျက်ဆီးနေတော့တယ်။အခန်းထဲကိုညစ်ပတ်ရှုပ်ပွားအောင်လုပ်ပြီးတော့မှပဲရက်လိုက်တော့တယ်။ ဖြက်စီးလို့ဝါသွားတော့သူမတို့ကခြံထဲမှာကျင်းကြီးကြီးတချင်းတူပြီးမိုးလင်းလာတဲ့ဂျုံကိုဒီထဲမှာအရှင်လက်လက်မြုပ်လိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်။မိုးကမကြခင်မှာပဲလင်းလာတော့တယ်။ကောင်မလေးတွေကကျိုးနဲ့ချီနှောင်ထားတဲ့ဂျုံကိုကျင်းကြီးကြီးဘေးနားကိုလှိမ့်လာလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့သူ့ကိုတစ်ချက်ထဲနဲ့တွန်းချလိုက်တော့တယ်။တခဏအတွင်မှာပဲဂျုံကကောင်းတလုံးပဲအပြင်ဘက်မှာကျန်ရှိနေတော့တယ်။သူကလှုပ်ပေးဖို့ကိုအဆက်မပြတ်တောင်းပန်နေတော့တယ်။ကောင်မလေးတွေသာသူ့ကိုလှုပ်ပေးမယ်ဆိုရင်သူ့ကိုဘာပဲလှုပ်ခိုင်းလှုပ်ခိုင်းသူ့သဘောတူမှာပါ။ဒါပေမဲ့အခုအချိန်မှာကောင်မလေးကဘလို့မှနားထဲမဝင်တော့ပါဘူး။ သူမကကြောက်တုံးတုံးကိုတော်မှလိုက်ပြီး၁မလုံးနဲ့၂မလုံးနဲ့အမြန်လုံးမလုံးပါနဲ့၃ကြောက်တုံးကဂျွန်ရဲ့ဘီနာကိုအရှင်ပြင်းပြင်းနဲ့ကြားသွားခဲ့ပါတယ်လက်ဆက်သက်တော့သူမတို့ကတက်ဖြစ်ဖို့စိတ်ကူးမရှိပါဘူးဒါတွေကိုလှုပ်တာကလည်းသူ့ကိုခြောက်လန့်မှုအတွက်ပါပဲဘာကြောက်လဲဆိုတော့သူမတို့ကအရင်ကမြူစေဘူးတဲ့အမျိုးသားတွေအားလုံးထဲမှာအရောက်တိုင်းကတခါတည်းသဘောတူကြတယ်သူမတို့ရှိမှရှိတဲ့ဂျွန်ကပဲသူမတို့ကိုညင်ပယ်ဘူးတဲ့တူးသေးသောသူတယောက်ဖြစ်နေလို့ပါပဲ သူမတို့ကဒီလောက်ဖြောင်းမတ်တဲ့သူကိုပဲတက်ပြေးရပါမလဲစူးချတဲ့အနေနဲ့ကောင်မလေးကသူတို့၃ယောက်အတူရှိနေတဲ့ပုံရိပ်ကိုဂျွန်ရဲ့ဖုန်းနဲ့သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကိုအားလုံးတင်လိုက်တော့တယ်။ဒါတွေကိုလုပ်ပြီးတော့ကောင်မလေးနှစ်ယောက်ကထွက်သွားလိုက်ကြပြီးဂျွန်တယောက်တည်းဖုန်းနဲ့ကသူ့ပုံကိုကြည့်ပြီးစိတ်ပြတ်စွာနဲ့ကြံနေခဲ့ပါတော့တယ်။ဇလန်လေးကဒီမှာနေပြီးဆုံးသွားပါတော့တယ်။